တင့်ကိုဆက်ကပ်ပိုင်းတွေဘဝကူးပေးနေတဲ့အန်ဒီအများဆုံးကမ်းခြေရှိခုအားလုံးပဲမင်္ဂလာပါပကံအထက်တင်မဲ့ channel ကနေကြိုဆိုလိုက်ပါတယ်လူရသည်လဲရောက်ပြီဆိုတော့အပူရှောင်းမှုကမ်းခြေကိုအပြည့်လေးပန်းဖြေကြမယ်ကာလကိုရောက်လာပါပြီဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ပြောပြပေးမှာကအပန်းဖြေလို့ကောင်းတဲ့ကမ်းခြေတွေကြောင်းမဟုတ်ပေသူနဲ့ဆက်ကျင်ပဲဖြစ်တဲ့ကမ္ဘာအန်ဒီရဲ့အများဆုံးကမ်းခြေရှိခုကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အလွန်ပူပြင်းတဲ့ချော်ရီတွေစီးဝင်နေတဲ့ကမ်းခြေတွေအသာဆောင်ငမန်းတွေပြည့်နှက်နေတဲ့ကမ်းခြေတွေပြင် ။ဒါကြောင့်ဘလို့ကန်းကြီးတွေကဘာကြောင့် NDA များရတာလဲဆိုတော့ကျွန်တော်နဲ့တူပဲအခုပဲသွားကြည့်လိုက်ရအောင်ပါ။နံပါတ်1 Little Beach ပထမဆုံးအနေနဲ့ဇူမီလီယာနိုင်ငံကကန်းကြီးကိုအရင်ဆုံးသွားကြည့်ရအောင်ပါ။ဇူမီလီယာနိုင်ငံကကမ္ဘာ NDA အများဆုံးနိုင်ငံတစ်ခုဖြစ်နေလူသိများကြပြီးအဲ့ဒီမှာအီတိုကန်းကြီးလည်းတစ်ခုပါဝင်ပါပဲ။တကယ်တော့အီတိုကန်းကြီးဟာဇူမီလီယာပင်လယ်ဓားမြောက်တွေကျဆားရံနေရာတစ်ခုပါ။ကျွန်တော်ပြောတဲ့ပင်လယ်ဓားမြောက်ဆိုတော့ Jasper တို့လိုဓားမြောက်ကိုပြောတော့မဟုတ်ပါဘူး။ အခုမြင်နေရတဲ့ပင်လယ်ဓားတွေကိုပြောတာပါဒီကောင်နေရာတင်မောတွေကိုအပိုင်းစီးပြီးတော့တင်မောသားတွေကိုတော့ဒေါ်လာသန်းပေါင်းများစွာဒစိမ့်တက်ပြီးပြန်ပေးဆွဲကြပါတယ်ဒါပြင်ဒီကန်းကြီးကိုဒစိမ့်နေလာတာလုံးဝမကြိုက်ပါဘူးတကယ်လို့ခီးသွားတွေကလီတို့ကန်းချီစီအလေးလာမဲဆိုရင်ပြန်ပေးဆွရခံရမယ်ရာဂိုင်တို့ကအတော်လေးများပါတယ်ဒါပြင်ဒီတဲ့အန်ဒီရဲ့များတဲ့ချက်တွေရှိပါတယ်ဒီတဲ့များစစ်တပ်ဖွဲ့ကကျွန်းကိုအပိုင်းစီးထားတာကြောင့်သူတို့စကားကိုမနာခံဘူးဆိုရင်တတ်ခံရမှာအသေးချာပါ ဒီကန်းကြီးပေါ်မှာ AI Shepherd လို့ခေါ်တဲ့စစ်စင်ရင်တစ်မျိုးကိုလှုပ်ဆောင်လေးရှိပြီးဒီလိချင်းရင်ကွင်းကတော့လူမလာရဒေသလို့ခေါ်ကြပါတယ်။အဲဒီလိချင်းရင်ကိုလှုပ်ဆောင်နေတဲ့တပ်သားတွေက AK47 ကိုကင်ဆောင်ပြီးတော့တခါတည်းမျက်စိရှိမှတွေ့ရတဲ့ချုံရကြပန်းလူတွေကိုပြစ်ခတ်ပြီးလက်ရည်သွေးကြပါတယ်။ ဒါကြောင့်ဘလို့ပဲကြည့်ကြည့်ပါဒီကန်းကြီးအတက်နဲ့လေးပြီးရေကူးကျင်စရာနေရာတစ်ခုပုံစံပေါ်မနေခဲ့ပါဘူး။ဒါပြင်အနီးနားကဖျက်ဆန်းသွားတဲ့လှေလီတင်မော်ရီအနေနဲ့လည်းအချိန်မီးတက်နေနေဖြစ်ပြီးတော့တိုက်ခတ်ခြင်းကိုခံရနိုင်ပါတယ်။လီလိုကန်းကြီးပေါ်ကဓမြစစ်တပ်ဖွဲ့ဟာအလုံးယုံမှစိုးသွမ်းနေပြီးအခုလိုမင်းမဲစရိုက်ကျူးလွန်နေတဲ့ဒီနေ့ထိပါပဲ။နံပါတ်၄ခီလာယူကန်းကြီးလူတွေတော့မြများဟာဟာဝိုင်လို့ပြောလိုက်တော့လူပြည်မှာတဲတဲ့နှက်ပုံလို့ထင်နေကြပါတယ်။ဒါဆိုရင်တော့ဟာဝိုင်ပြည်နယ်မှာရှိနေတဲ့ဒီကမ်းကြီးကိုတွားကြည့်လိုက်ရအောင်ပါ။ ဒါဆိုရင်တော့တင်ထင်းနေတဲ့နှက်ပုံကငရေတကားဝါဖြစ်နေတာသဘောပေါက်သွားမှာပါ။ဘာကြောင့်လဲဆိုရင်ဒီကန်းကြီးဟာမိတောင်ကနေဖြစ်ပေါ်လာပြီးအခုချိန်ဒီလေးချော်ရီတွေကနေရာထဲမှာစီးဆင်းနေသေးပါ။2018ခုနှစ်တုန်းကခီလာဦးမိတောင်ကြီးပေါက်ကဲခဲ့ပြီးအဲ့ဒီရာကြောင်မဲ့ကြီးမားတဲ့ပစ္စည်းမှုတွေဖြစ်ပေါ်လာကအိမ်ပေါင်း900ကျော်ဖျက်ဆီးခဲ့ရပါတယ်။ဒါအပြင်ဒီလိုအနက်ရောက်တဲကန်းကြီးကြီးကိုပါဖန်တီးခဲ့တာပါ။ဒီလိုနဲ့ရောက်တဲကန်းကြီးကကြီးလိုက်မယ်ဆိုရင်လှတဲ့ထင်းရပါမယ်အဲ့ဒီကန်းကြီးပေါ်ကိုသွားမယ်ဆိုရင်အထူးသတိထားရပါတယ်ဒီမိတောင်ကယနေ့တိအသက်ဝင်နေစေဖြစ်ကမိတောင်ကထွက်လာတဲ့ချွေးရီးတရားပင်လေတဲကိုတိုက်ရိုက်စီးဆင်းသွားပါတယ် ။ဒါကြောင့်မဲချိုရီဒီယာပင်လယ်ရေကို2000ဒီဂရီထိပူလာစေပြီးလူတယောက်ရဲ့ရေပြားကိုလောင်သွားစေကာတင်းတက်ကိုပါနှုတ်ယူသွားမှာဖြစ်ပါတယ်။ဒါကြောင့်မဲဒီကမ်းကြီးကိုသွားမယ်ဆိုရင်ရေကူးမဲ့နေရာကိုအထူးရွေးချယ်ရမှာဖြစ်ပြီးနေရာမရွေးခဲ့မယ်ဆိုရင်လေနေရာရွေးမှထပ်ပို့ပြီးတော့ရှင်လျက်နဲ့အပြုတ်ခံဘဝကိုရောက်ရှိသွားမှာပါ။နံပါတ်3အယိုးစုကျုံကဘာမှာအယိုးစုကမ်းကြီးလိုခေါ်တဲ့နေရာတစ်ခုရှိပါတယ်။ဒီယိုးစုတွေကနှိရှေကြပြီးဖြစ်တဲ့တင်မောပြက်တွေတွေကတင်မောသားတွေရဲ့ယိုးစုတွေပါ။ ဒီမော့ပြက်တွေထဲမှာရှိနေတဲ့အယူစုတွေဟာရေစီးကြောင်းနဲ့လိုက်ပါလာပြီးဒီကန်းကြီးပေါ်မှာတောင်းတင်ကြကအချင်းကြာလာတာနဲ့မျှကန်းကြီးတခုလုံးအယူစုတွေပုံလွှမ်းသွားပြီးချက်တင်းထားစရာအကောင်းဆုံးကန်းကြီးတခုဖြစ်လာပါတယ်။တင်းနေနဲ့ဒီကန်းကြီးပေါ်မှာအပန်းဖြေလေးလျောင်းရင်းနဲ့တင်းရေပေးပါလူအယူချောက်တွေရှိနေတယ်လို့ပဲမြင်အောင်ကြည့်လိုက်ပါဒါပြီးဒီကန်းကြီးဟာတရေလုံးချောက်တွေဆိုပြီးတော့လေကောလာဟာလာတွေထွက်ရှိနေပါတယ်။ပေါ်မှာပြောခဲ့တဲ့ကန်းကြီးတွေတော့တော့အန်ဒီမများဘူးဆိုပြီးမြလက်ရှိအချိန်ဒီလေအယူစုတွေကဆက်လက်တောင်းတင်နေသေးဖြစ်တာကြောင့်တတိရှိရင်တော့တစ်ခေါက်လောက်တော့သွားလိုက်တင်ပါတယ်။နံပါတ်၄ စင်ညာကန်းကြီးကမ္ဘာအန်ဒီရဲ့အများဆုံးကန်းကြီးဟာအမေရိကန်မှာရှိတယ်လို့ပြောရင်ပြည်သက်တို့ယုံကြပါလားဒါကတော့ Florida ပြည်နယ်ကစင်ညာလို့ခေါ်တဲ့ကန်းကြီးလေးတစ်ခုဖြစ်ပြီးဒီကန်းကြီးရဲ့အောက်မှာရှိနေတဲ့အရာတွေကြောင့်ပဲလူတကာကကြောက်ရွံ့နေတဲ့နေရာတစ်ခုဖြစ်လာတာပါဒီကန်းကြီးဟာကမ္ဘာပေါ်မှာငမန်းအပေါ်ဆုံးကန်းကြီးတစ်ခုဖြစ်ပြီးဘယ်လင်ကြီးအောက်မှာငမန်းပေါင်းထောင်ကျော်ကူးခန့်နေကရေလာကူးသူနဲ့တင်မောစီးသူတွေအကုန်လုံးကိုကိုက်ဖြတ်စားသုံးလို့နမည်ဆိုးနဲ့ကြော်ကြတဲ့ကန်းကြီးတစ်ခုပါဒီနေရာမှာငမန်းတက်ကတ်ခံရမှုပေါင်း200ကျော်ဖြစ်ပျက်ခဲ့ပြီး2020တခုနှစ်ထဲမှာတင် လူစရောက်တည်ဆုံခဲ့ပါတယ်။ဒါကြောင့်မဒီကမ်းခြေကိုလူတွေကကပငမန်းမြို့တို့လို့ခေါ်ပေါ်ကြပါတယ်။ဒီကမန်းတွေဟာဗီလေတဲကိုဆင်းလာတဲ့လူတွေကို NDA ပေးုံနေမဟုတ်ပဲတခါလေကမ်းစံနာတီကူးခတ်လာကကမ်းခြေစွန်းနာမှာရှိတဲ့လူတွေကိုပါတိုက်ခိုက်ပြီးတော့ပင်လယ်တဲကိုဆွဲခေါ်သွားတတ်ကြပါတယ်။ဒါတည်းမကသေးပါဘူး။ဒီကမ်းကြီးဟာမကြာခဏအေယာမမုံတိုင်းကြီးတိုက်ခတ်လာတာခံရပြီးမုံတိုင်းထံကြောင့်တည်ဆုံသွားသူတွေဟာငမန်းကိုက်လို့တည်ဆုံသူဥယျာဉ်ကြီးပါလောက်ရှိပါတယ်။နံပါတ်5 Fraser Island ဒီဒီကူကတော့ Australia က Fraser ကျွန်းစုမှာမြင်သက်ပွဲမိုးတက်တော်ကြီးတွေရေကန်တွေနဲ့ ကမ်းခြေဒေသတွေကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ဒီလောက်လာတဲ့ကမ်းခြေမှာပြည့်ချက်လေးတခုရှိပါတယ်။ဒီနေရာဟာပေလယ်မြေတွေကျဆားရနေရဖြစ်နေပြီးပေလယ်ထဲဆင်းလာတဲ့လူတွေအကုန်လုံးကိုကိုက်တက်ကြပါတယ်။ဒါတွေမကသေးပါဘူး။အေယာမငမန်းဖြူကြီးတွေလည်းရှိပြီးတော့သူတို့ကလူသားဆားရတာကိုအင်မတန်ကြိုက်နေတတ်ကြပါတယ်။ဒါပြင်ကျွန်းပေါ်မှာလည်းဒင်ကိုစလို့ခေါ်တဲ့အမဲလိုက်ခွေးမျိုးစိတ်တွေရှိနေပြီးအဲ့ဒီခွေးတွေဟာကလေးတွေကိုပြင်မှတ်ထားပြီးတော့ကိုက်လိရှိပါတယ်။ဒါကြောင့်ကေဆေးရင်တွေကမကြာခဏအဲ့ဒီကျွန်းပေါ်ကနေဖြစ်ပြီးတော့ပြန်တန်းကြတာပါ။ ဒီကျွန်းရဲ့အန်ဒီရီကမကုံသေးပါဘူးဆက်လက်ပြီးတော့ကပအစိပ်ပြင်းဆုံးဂျယ်လီငါးတွေကလည်းဒီကျွန်းမှာရှိနေပါတယ်ဒီကောင်ကြီးရဲ့စိတ်ဟာအလွန်နာကျင်ပြီးတော့အကိုက်ခံရသူကိုရက်သက်တပတ်တွင်ဘဝပြောင်းပေးနိုင်ပါတယ်နံပါတ်၆ဘီကီနီအထောဘီကီနီအထောကန်းကြီးကတော့ကြိလိုက်တာနဲ့အလွန်လှပပြီးနေကျင်စရာပါဒါပေမဲ့အရင်ဆုံးဒီဟာကိုတေချာကြည့်လိုက်ပါဒါ1946ခုနှစ်တုန်းကဘီကနီကန်းကြီးရဲ့ပုံစံဖြစ်ပြီးဒါကတော့1962တုန်းကပုံရိပ်ပါပဲ။ ဒီကမ်းခြေအားပဲစိဘေးသမောဒီယာထဲမှာတည်ရှိပြီးကမ္ဘာစစ်တွေမှာထိခိုက်ပျက်စီးမှုတွေများစွာကြုံခဲ့ရတဲ့ကျွန်းပေါင်း40လောက်ပါဝင်တဲ့တန်တာကြောက်ကျွန်းကြီးတစ်ခုပါအဲ့ဒီကျွန်းပေါ်ဒီမှာအဲ့ဒီကျွန်းနေပေါ်မှာစစ်ပွဲမဖြစ်ခဲ့ဘူးဆိုပေမဲ့စစ်ပွဲဖြစ်ခဲ့တာထက်တာမှာပိုပြီးတော့ဆိုးသွားပါတယ်ဒီနေရာတွေဟာတချင်ကနျူကလ িয়ার လက်နက်တွေကိုစမ်းတက်တဲ့နေရာဖြစ်ခဲ့တာပါ ဒါကြောင့်လက်တီကျိုးနေအောင် NDA များနေပြီးလေးလာမှုတွေလုပ်ကြည့်တဲ့အခါမှာတက်ရောက်ကြီးပါဝင်မှုက channel ပြောချက်တော်မှာစေစားလောက်များနေခဲ့ပါတယ်။နျူကလ িয়ার လက်နက်တွေမစမ်းသပ်ခင်ချင်းကတော့ဒီကျိုးနေပေါ်မှာနေထိုင်သူရှိခဲ့ပေမဲ့ပထမဆုံးပုံကျဲခံရပြီးတဲ့နောက်အားလုံးပျောက်ရွှေ့သွားပါတယ်။စစ်ပွဲပြီးလို့စမ်းသပ်မှုတွေပြီးသွားတဲ့အခါမှာဒီကျိုးနေပေါ်ပြန်လည်လာရောက်နေထိုင်သူတွေရှိကြပေမဲ့သူတို့တွေဟာဒဏ်ငွေတွေရှူမိပြီးဒီပြည်ပြည်နဲ့တည်ဆုံသွားပါတယ်။နံပါတ်9 Gas BB ဆက်လက်ပြီးတော့ပြောပြပေးချင်တာကနောက်ထပ်ငမန်းမြို့တော်လို့ခေါ်လို့ရတဲ့ Gas BB ကမ်းခြေပါ။ ဒီကန်းကြီးမှာတော့အေယာမငလန်းဖြူကြီးတွေကလက်ဝက်ကြီးအုပ်ထားပါတယ်။ကန်းကြီးကြီးကတကားတည်းရီဟာတကားတည်းရင်အဲ့ဒီပင်လယ်ထဲကိုငါးဖန်းတလေးရှိကြပြီးပင်လယ်ထဲထိမှသွားပေးနေကန်းကြီးစိုးမပဲနေနေမှဒီငမန်းဖြူတွေရဲ့ရံကနေပြေးမလွတ်ကြပါဘူး။နံပါတ်၈မဟိုဘီချ်နောက်ဆုံးအနေနဲ့အကျန်းဆုံးတဲ့အန်ဒီယားရှိသောကန်းကြီးကိုကြည့်လိုက်ရအောင်ပါ။စိမာတီပြည်နယ်မှာရှိနေပြီးဒီကန်းကြီးကိုလာမယ်ဆိုရင်တင်းရဲ့ဥကောင်ကိုအထူးကူးယူဆက်ရပါတယ်။အချိန်တည်းမှာလေရင်တွေကတင်းဥကောင်ပေါ်ကနေတီတီကလေးကက်ခါပြန်တန်းသွားကြပြီးအတော်လေးဆိတ်လို့ရှောက်ဖို့ကောင်းတယ်လို့အန်ဒီယားများပါတယ်။ လေရင်ပြတ်သွားတဲ့အခါမှာကန်းကြီးပေါ်ကလူတွေကိုလေဒီရိုက်ခတ်ပြီးတော့ပင်လယ်ထဲကိုတွန်းပို့လိုက်တဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်လေရှိပြီး2019ခုနှစ်တုန်းကအမျိုးသမီးတယောက်ဟာလေရင်ရဲ့လေတူတိုးဝင်မှုနဲ့ရိုက်ခတ်ခံရကလေထဲကိုလွင့်ဆင်သွားပြီးကွန်ကရစ်နဲ့ခေါင်းကိုရိုက်မိကတေဆုံးသွားပါတယ်။ကန်းကြီးပေါ်မှာဘလုတ်တင်တဲ့ယာတွေကိုပြသထားတဲ့ဒတိပေးဆန့်ဖို့တွေရှိပြီးမယ်ဘသူကမှခရုမပြုတ်ပါဘူး။ဒါပေဒီကန်းကြီးအောင်အတော်လေးအန်ဒီအများလေဆိုပေမဲ့ရင်ခွန်စစ်လို့ရှောင်းမှုပေးဆွမ်းနိုင်နေဆိုတဲ့အကြောင်းပြချက်ကြောင့်နှစ်စဉ်အပန်းပြေခီးတဲ့ထောင်ပေါင်းများစွာလာရောက်နှာကူကြပါတယ်။ ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်လေးဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့အားလုံးပဲတာယာပျော်ရွှင်ချမ်းမြေ့တဲ့နေ့ကိုပိုင်ဆိုင်နေပါစေ